ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ခဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုတ်မှုတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါရှမ်းပြည်ကိုကန့်တပ်ဖွဲ့ထင်းချုပ်ထားတဲ့တိန်ဒီမြို့မှာပြည်သူစစ်မှုထမ်းဖို့အတွက်ကိုကန့်တပ်ဖွဲ့ MMDA ကအတင်းအထမခေါ်ဆုဆောင်ရာတွင်အမျိုးသမီးတွေလည်းပါဝင်နေကြောင်းသိရပါဗျာ။ တဆယ်၂၀ခုဆက်စည်ပြီးတဲ့နောက်ပိုင်းတိန်နီမြို့ကိုကိုကန်ကထိန်ချုပ်နိုင်ခဲ့ပြီးတော့လက်ရှိမှာပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုစတင်လုပ်ကိုင်နေသလိုစစ်ရင်အားဖြည့်ဖို့အတွက်လည်းလူမျိုးပါတာအမျိုးတပီးတွေပါမချန်စစ်မှုထမ်းဖို့နဲ့ရုံးတော်ဝင်ထမ်းဆောင်ဖို့အတွက်အစည်းအဝေးခေါ်ယူပြီးလုပ်ယူနေပါတယ်။ အစပါစစ်မှုထမ်းဖို့အတွက်မြို့ပေါ်ရက်ကွက်တစ်ခုကို လူဦးရေ2ဦးနဲ့ကျင်းရအုပ်စုတစုကို6ဦးအထိတောင်းခတ်နေတယ်လို့တည်ရပါတယ်။ကျင်းရအုပ်စုတစ်ခုမှာအနည်းဆုံးကျင်းရ9ရွာကနေ6ရွာထိရှိပါတယ်။စစ်မှုထမ်းဖို့အတွက်လည်းကိုကန်တပ်ဖွဲ့ကအစည်းအဝေးခေါ်ယူကျင်းပပြီးတော့လက်ရှိအချိန်ထိတော့တော်လုံးမဲ့တူတွေမရှိတဲ့ကြောင်းအစည်းအဝေးဆက်တိုက်ခေါ်ယူနေတယ်လို့တိန်နီမြို့ဒေသခံတွေကတော့အခုလိုပြောပါတယ်။ ရက်ကွက်အစည်းအဝေးမှာလူသစ်ဆုဆောင်မယ်ဆိုတဲ့အကြောင်းပြောတယ်။ကျွန်တော်တို့ရက်ကွက်ကနှစ်ယောက်တောင်းနေတခြားရက်ကွက်တော့မသိဘူး။အစည်းအဝေးလုပ်တာလည်းနှစ်ခါရှိပြီ။နောက်တစ်ချိန်ထက်လို့ဦးမယ်လို့ပြောတယ်။လူတယောက်မှရှာလို့မရသေးဘူး။အစားထိုးဖို့လည်းလူကမရှိတော့ဘူး။တင်နေမြို့နယ်မှာလူတစ်ဆုစားမှုခေါ်ယူနေတာဟာ၃ကြိမ်ရှိပြီးအခုအချိန်မှာ၄ကြိမ်များဖြစ်ပါတယ်။ အခုအချိန်မှာတော့အမျိုးသမီးတွေကိုလည်းခေါ်ယူတွားမယ်လို့တည်ရပါတယ်။အတက်ရွယ်အဖြစ်16ကနေ35နှစ်ထိကန့်သက်ထားပေမဲ့လည်းအတက်ငယ်တဲ့အမျိုးသမီးတွေကိုလည်းခေါ်ယူနေတာတွေရှိတယ်လို့ဒေတာခန်တွေကတော့ပြောပါတယ်။လူသစ်ဆူဆောင်ခံရတဲ့တူတွေကိုရုံပိုင်းဆိုင်ရာနဲ့တိုက်ခတ်ရေးပိုင်းဆိုင်ရာတွေကတင်တန်းပို့ချသွားမယ်လို့တိုင်နီမြို့ဒေသခံတို့ကတော့အခုလိုပြောပါဗျ။သူတို့ကဒီအသက်18ကနေ35ဆိုပြီးတော့ခေါ်တာခေါ်ပြီးရင်တော့ရုံထိုင်စရင်ကင်တွေလောက်ရမယ်လို့ပြောတယ်။ စစ်တင်တန်းလဲပေးမှသူတို့ယူနီဖောင်းကိုလည်းဝေးရမှာပေါ့လေဒီအမျိုးသမီးတွေအများစုကတော့ယုံထိုင်လို့ပေါ့အမျိုးသားတွေတော့ဒီတိုက်ခိုက်ရေးပိုင်းအလူထင်နေသူတို့ကအသက်ကန့်တတ်ပြီးခေါ်ရဲဆိုပေမဲ့အသက်၁၄၅လောက်ရှိတဲ့ဒီ main ကလေးတွေကိုလည်းခေါ်တယ်ဘာမှမတိမတက်သေးတဲ့သူတွေကိုလည်းခေါ်တာဒီလားခေါ်ပြီးတော့သူတို့ပြန်သွားတင်ပေးတာပေါ့လေပြီးမှတာဝန်ပေးတာအမျိုးသားဆိုရင်တော့ရဲတွေလောက်ခိုင်းမှာပေါ့အစောပါစစ်မှုထမ်းသူတွေကိုလှဆာနေနဲ့ပေးဆောင်သွားမယ်လို့တရားပါတယ် လာစာပေးတဲ့စနစ်ကလည်းဒရခန်တွေကစုပေါင်းပြီးတရက်ကို3သိန်းပေးစာရမှာဖြစ်ပြီးကိုကန်တပ်ဖွဲ့အနေနဲ့လည်းထပ်ပေးမှာဖြစ်တယ်လို့တရားပါတယ်။ဒါမဲ့ဘလောက်ပေးမလဲဆိုတာကိုတော့အသေးချာမသိရှိရသေးပါဘူး။အဆိုပါမှတ်လုံးပေးပြီးတော့ခွယူနေပေမဲ့လည်းစစ်မှုထမ်းမဲ့သူမရှိပဲအားလုံးကစိုးရင်ပြီးထွက်ပြေးတင်းရှောင်နေရပါတယ်။တနီမျိုးဒရခန်တို့ကတော့ဟွန်းအခက်ခဲတွေတော့အများကြီးရှိတာပေါ့။မိသားစုစောက်ဖို့နေရေးကရှိသေးတယ်လေ။ခုတီတော့လူမရသေးဘူး။ ဘယ်သူမှတော့တော်မပေးလောက်ချင်ဘူးကြောက်နေကြတယ်တသမီများတဲ့လူဆိုပို့ပြီးတော့စိတ်ပူရတာပေါ့အရွယ်ရောက်လာပြီဆိုရင်ပို့ပြီးတော့စိတ်ပူရတာပေါ့လေခုချိန်ထိတော့ရှင်နေဆောင်ကြည့်ရတာပေါ့တကယ်လို့လာဖမ်းတော့မယ်ဆိုရင်တော့ထွက်ပြေးမလားပေါ့အရင်နှစ်ကစစ်မှုထမ်းဖို့နမည်ပါသွားတဲ့မိသားစုကတော့ထွက်ပြေးသွားတာအခုထိပြန်မလာတော့ဘူး ရခင်နှစ်တွေကတော့ကိုကန်တပ်ဖွဲ့ကစစ်မှုထမ်းခွာယူတဲ့နေရာမှာသူရကို၂ရက်မှနေ၃ရက်အထိခွာယူပါပါတယ်။ဒါမဲ့ကိုကန်တပ်ဖွဲ့ဟာတင်ဒီမျိုးကနေထွက်ခွာသွားတော့မယ်လို့သတင်းတွေထွက်ပေါ်ပေမဲ့လည်းပြန်လည်တူထောင်ရေးလုပ်ငန်းကိုတော့ဆက်တိုက်လှုပ်ဆောင်နေရပါတယ်။ရှမ်းပြည်တင်ဒီမျိုးကို၁၀၂၇စစ်စင်ရေးပထမပိုင်းကလေးကကိုကန်တပ်ဖွဲ့ MMDA ကအစောသိမ်းနိုင်ခဲ့တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ကျွန်တော်တော့ဇိုက်ဆင်လောင်ပါ။